မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလားဗေဒညင်ကြားမှုဦးစီးဌာနကနေဒီဇင်ဘာလ2ရက်ဒီဂရီ2.9အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင် ဒီကနေ့မြန်မာစံတော်ချိန်9နိုင်ခွေချိန်တိုင်းထွာချက်များအရာဘင်္ဂလားပင်လယ်အနောက်လေပိုင်းနဲ့၎င်းနှင့်ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမိနာဒူးမြောက်ပိုင်းပူဒူချယ်ရီကန်ချီနဲ့အင်ဒရာပရာဒိရှ်တောင်ပိုင်းကန်ချီတို့တွင်ဖြစ်ပေါ်နေသောအားကောင်းသောမုန်တိုင်းတွေသည်မြန်မာနိုင်ငံကုကူချူမြို့ရဲ့အနောက်အနောက်တောင်ဘက်ရှီမိုင်950မိုင်ကန်အိန္ဒိယနိုင်ငံပူဒူချယ်ရီမြို့ရဲ့အရှေ့မြောက်ဘက် ရှီမိုင်80မိုင်ကန်နဲ့ ချင်းနိုင်မြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်း20မိုင်ငန့်ကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်အစူပါအားကောင်းသောမုန်တိုင်းငယ်သည်အနောက်တောင်ဘက်သို့ဖြင်းညင်းစွာပြန့်ကွေပြီးနောက်12နာရီအတွင်းမုန်တိုင်းငယ်ဖြစ်အာရုံသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်ကပလီပင်လယ်ပြင်တွင်အများအဖြစ်တာယာနေပြီးဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့အနောက်လယ်ပိုင်းတို့တွင်တိမ်ထူရနေကဂျမင်္ဂလားပင်လယ်တွင်တိမ်နေငယ်မှတိမ်တင့်တင့်ဖြစ်ထွန်းနေပါမယ် ်ဒူကြတဲ့အချိန်လေးတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာချက်များအရတောင်တူပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်းကသည် VN နိုင်ငံနာထရန်မြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်း165မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်အဆိုပါအပူပိုင်းမှုနိုင်ငံသည်3ရက်7လ2025ရက်နေ့တွင်ဗီယက်နမ်နိုင်ငံအရှိဘက်ကမ်ရန်ဒေတာများသို့ရောက်ရှိနိုင်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့သခိုင်းတိုင်းဒေတာကြီးအထက်ပိုင်းဒေတာနိုင်တိုင်းဒေတာကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ် ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်တိမ်သိမ့်ကျဉ်ဖြစ်ထုံးပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်အများအဖြစ်တားရပါမယ်။မြမပင်လယ်ပြင်တွင်လှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြမမြမကယုန်တန်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၅ပေမှ9ပေကန့်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညဘူးချင်းများအနှဲငယ်ယိုနေနေပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့အများအဖြစ်တားရပါမယ်ရှင်။